င်ပြည်နယ်ရေမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်တွေနဲ့ဒွန်လိုင်းတပ်ဖွဲ့တို့၃ရက်ဆက်တိုက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်က၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာအောက်တိုဘာ၁၀ရက်နေ့မနက်ပိုင်းမှာကနင်ကမော့ရွာကိုစစ်ကြောင်းထိုးလာလို့ဒွန်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးညနေပိုင်းမှာလည်းအောင်သာရွာနဲ့လိမ္မော်ချိုင်ရွာနီးမှာထပ်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာတက်ကြက်ကြီးပေါင်ဝင်တက်သား2ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သူတို့စစ်ကောင်မရှင်ဘက်ကစစ်ကြောင်းကအင်အားတရာဝင်းကျင်လောက်ရှိပါတယ်။လက်ရှိမှာတော့စစ်ကောင်မရှင်စစ်ကြောင်းကချိနာပြီးပြန်ဆုတ်သွားတဲ့အနေအထားမှာတော့ရှိပေမဲ့ရေးမြုံနယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးနေဆဲဖြစ်ပါတယ်လို့ Monstack Revolution Army ပြန်ကြားရေးတာဝန်ရှိသူမီတလညံက ARD Times ကိုပြောပါရယ် အရင်နောက်အော်တိုဘာ၁၇ရက်နေ့မှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့တွေကို drone နဲ့ဘုံးသီးနှလုံးကျဲချတိုက်ခိုက်တဲ့အပြင်40မမနဲ့ပါပြစ်ခတ်လို့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တအုပ်သေးဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးအော်တိုဘာ၁၂ရက်နေ့မှာလဲဘေးလမိုင်းရွာကနေအေးကဘာရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့မိနစ်30လောက်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်မရှင်ဘက်ကဗိုလ်ကြီးတဦးပါဝင်တပ်သား၈ဦးတေဆုံးခဲ့ပြီးငါးဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီတိုက်ပွဲတွေကိုမွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနကတပ်တွေဖြစ်တဲ့မွန်ပြည်နယ်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့အတူဗျာမညမွန်တပ်တော် RMA KNL တရင်29တက်ခွဲ1 viewer 33ဒေါနာချင်းမွေးတက်ခွဲတပင်ရွှေတီတက်တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ရဝကျုံမမျိုးသားများတက်ဖွဲ့ရဲ့အမှတ်စဉ်နဲ့စစ်တနန်းစင်ပွဲကိုပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကမကွေးတိုင်းတွင်းရှိလွန်မြောက်နယ်မြေတနေရာမှာကျင်းပခဲ့ရာတင်နန်းသား80ဦးအောင်မြင်စွာစစ်တနန်းဆင်ခဲ့တယ်လို့သိရှိရပါတယ်။မြဝကျုံမမျိုးသားများတက်ဖွဲ့ရဲ့တင်နန်းမှုဟာအာရခတက်တော် AA ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကင်းမျိုးသားစီယုံ KNU ရိုစီကစီရေးတွေ့ကြုံတွေရယူခဲ့ပြီးပြန်လာတဲ့အယာရီတိုင်းသားတမှုဖြစ်တယ်လို့ထုတ်ပြန်ကြတဲ့ရှိရပါတယ်။ရဲဘော်ဆိုင်းဝေလင်းရဲ့ပြောကြားချက်အရကျွန်တော်တို့တပ်ဖွဲ့ဟာအယာရီမျိုးဝံကျုံမော်ဒေသကိုအစွဲပြုပြီးအမိခေါ်ဝေါ်ထားတာဖြစ်ပေမဲ့တော်လိုင်းအတွက်လိုအပ်တဲ့ဘယ်နေရာဘယ်ဒေသမှမဆိုပြည်သူတွေအတွက်တိုက်ပွဲဝင်မှုအသင့်ရှိပါတယ်လို့မျိုးဝံကျုံမော်မျိုးသားများတပ်ဖွဲ့တရင်တောင်ဝင်ကရဲဘော်ဆိုင်းဝေလင်းက AR Times ကိုပြောပါရတယ်။ လက်ရှိအချိန်မှာလက်ရုံးရည်နှလုံးရည်ပြေဝတဲ့တပ်ဖွဲ့ဖြစ်စေဖို့အကောင်းဆုံးစုဖွဲ့ပြင်ဆင်တည်ဆောက်နေပြီးတပ်ခွဲချို့မှာမဟာမိတ်နေမြေကန်တရင်တွေနဲ့တိုင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နေတယ်လို့ရဲဘော်ဆိုင်းဝင်းနင်းစီကသိရှိရပါတယ်။တပ်ဖွဲ့ဟာပြည်သူလူထုသိရှိမှုနဲ့ပါပြီးအထောက်ပံ့တွေအားနည်းနေပေမဲ့လည်းမဟာမိတ်တိုင်းသားတပ်ဖွဲ့တွေနဲ့မဟာမိတ်တရင်တွေရဲ့ကူညီမှုတပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ဆွမ်းဆွမ်းတမန်ကြိုးပမ်းမှုတွေကြောင့် အခုလိုရည်တည်လာနိုင်တာဖြစ်တယ်လို့မြဝကျုံမော်မျိုးသားများတက်ဖွဲ့တရင်တာဝန်ခံကဆိုပါရယ်ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်ဆိုတဲ့အတိုင်းကျွန်တော်တို့ပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေမွေးရပါခွင့်ရေးတွေဒန်းတူညီမြခွင့်ရေးတွေတိုက်ယူမှရပါမယ်ကျွန်တော်တို့တက်ဖွဲ့ဟာအကောင်းဆုံးစုဖွဲ့ပြင်ဆင်ပြီးပြည်သူလူထုရှေ့ကမမမမက်ရည်တည်မဲ့တက်ဖွဲ့ဖြစ်ပါတယ်လို့ရဲဘော်ဆိုင်ဝင်င်းကဆက်လက်ပြောပါရယ် ရွာကျွန်းမော်အမျိုးသားများတပ်ဖွဲ့ကို2025ခုနှစ်ဇန်နဝါရီတရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။အမတ်စဉ်၃အတွက်ရဲဘော်တပ်တွေကိုဆက်လက်ခေါ်ယူသွားမှာဖြစ်ပြီးတပ်ဖွဲ့ဝင်အင်အားတိုးလာတာနဲ့အမျှလိုအပ်ချက်တွေများစွာပုံမှန်ရှိလာတယ်လို့သိရပါတယ်။မန္တလေးတိုင်းမေတီလာမြို့နယ်မေတီလာမြို့ဘဲကန်စည်းနီးမှာပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့မှာစစ်ကောင်မရှင်ကစစ်မှုရန်တပ်သားတစ်စုဆောင်းဖို့အတွက် လူငယ်အယောက်20ကျော်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ကစစ်မှုရန်ပတ်စဉ်၁၈သင်္นานအတွက်ရည်ရွယ်ပြီးတော့နယ်မြေကန်စစ်ကောင်စီတပ်ဖွဲ့တွေကဈေးနှီးဖြတ်သွားတဲ့လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်ပြီးလူငယ်အယောက်20ကျော်ဖမ်းဆီးခံခဲ့ရကလက်ရှိမှာခလာရ113တည်ရင်မှဖမ်းဆီးထားတယ်လို့တက်တွင်းတရင်ရင်းမြစ်စီကသိရပါဗျ။အလားတူပြီးခဲ့တဲ့အောက်တိုဘာ၁၂ရက်နေ့ကလည်းမိထီလာမျိုးနယ်အတွင်းကလူငယ်9ဦးပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပါဗျ။ ဒီလိုလူစီကားရနေရာတွေမှာစစ်တပ်ကလူဖမ်းတာမျိုးကတက်အပ်ပြောမရဘူး။နေမြေကန်တက်နေရဲ့လိုအပ်ချက်အရလောက်ကြတာ။လူလိုလာပြီးဖိအားပေးခံရပြီဆိုရင်ရတဲ့နီးနဲ့တွေ့တဲ့သူကိုဆွဲတာမျိုးလို့ CDN တက်မရွန်သားတူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ရဲ့နောက်ပိုင်းစစ်မှုရန်တင်တဲ့အပတ်စဉ်တွေမှာတက်မဲ့လူရဲ့ပြည့်မီအောင်ရရှိတာမရှိတဲ့အတွက် လူငယ်တွေကိုရတဲ့နီးနဲ့ဖမ်းဆီးပြီးစစ်တင်နှံပို့ဆောင်နေတာလည်းဖြစ်ပါရယ်။ဒါအပြင်စစ်ကောင်မရှင်တပ်ဖွဲ့တွေအနေနဲ့ ၎င်းတို့လိုအပ်လာပါကလည်းကားကဲ့ယထာဘုဒ္ဓတွေမှာ ကားယထာတို့ကလိုက်ပါလာတဲ့လူငယ်စင်းကိုကြည့်ပြီးဆောင်ဆိုင်ဖန်ဆီးမှုတွေပြုလုပ်နေတယ်လို့ပြည်သူရင်ဝင်ဖွဲ့စည်းစီကသိရပါတယ်။မုံရွာမြို့နယ်မှာလည်းစစ်ကောင်မရှင်ကအောက်တိုဘာ23ရက်နေ့နဲ့14ရက်နေ့စတိုင်ဖျားပွဲလာရောက်လဲပတ်တဲ့လူငယ်အယောက်40ဝန်းကျင်ကိုပေါ်တာဆွဲဖန်ဆီးထားတယ်လို့ဒေသခံတွေကဆိုပါတယ်။လက်ရှိမှာစစ်ကောင်မရှင်ကပြည်သူစစ်မှုရန်တင်လန်းအမှတ်စဉ်18ကို ဖွင့်လှစ်တင်နန်းပေးနေပြီးအစောပိုင်းစစ်မှုရန်တင်နန်းစင်တပ်သားအစ်တွေကိုလည်းရှေ့တန်းစစ်မြေပြင်ကိုဇက်တိုက်ပို့ဆောင်နေကအများစုမှာတိုက်ပွဲတွေတွင်သေဆုံးမှုတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။ချင်းပြည်နယ်ရဲ့မြို့တော်ဟာခါမြို့ရှိပြည်နယ်ရဲစခန်းကိုချင်းမျိုးသားတက်မတော် CNN နဲ့ဒေသန္တရကာကွယ်တပ်ဖွဲ့တွေကဝန်ရောက်စီးနှင်းတိုက်ခိုက်ရမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်6ဦးသေဆုံးပြီးလက်နက်ခဲယမ်းချို့သိမ်းဆည်းရမိတယ်လို့ CNN ပြောခွင့်ရ စလိုင်းထန်နီစီကသိရှိရပါတယ်။ဟာခမြုပ်ပြည်နယ်ရဲစခန်းကိုဒီနေ့အောက်တိုဘာ16ရက်နေ့မနက်3နာရီလောက်မှာ CNN နဲ့ချင်းတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတနာဟီကြာနှစ်ဖက်ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။မနက်3နာရီလောက်မှာစပစ်တဲ့၄နာရီခွဲလောက်မှာပြီးတဲ့စစ်ကောင်မရှင်ဘက်က6ရောက်လောက်တေဆုံးခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေကလည်းများတယ်။ကျွန်တော်တို့ဘက်ကလက်နက်ခဲယမ်းချို့တင်စီရမိတာရှိပါတယ်လို့ CNA ပြောရေးဆိုဝင်ရှိသူဆလိုင်းထက်နီက ARD Times ကိုပြောပါရယ်။ဒါအပြင်တိုက်ပွဲတွင်ပြည်내ရဲစခန်းမှဖမ်းဆီးထိန်သိမ်းခံရတဲ့ဒေါ်လိုင်းရဲဘော်9ဦးပါဝင်အချုပ်သား15ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါရယ်။ကျွန်တော်တို့ဘာဖြစ်လို့ပြည်내ရဲစခန်းကိုရွေးရတာလဲဆိုရင်အဲမကအချုပ်သားတွေများတယ်။အဲဒါကြောင့်တိုက်ခိုက်ရတာပါ။အချုပ်သား15ယောက်ကယ်ထုတ်နိုင်ခဲ့တယ်။ဒေါ်လိုင်းရဲဘော်9ယောက်ပါရယ်။ကျန်တဲ့အကျဉ်းသားတွေက မသိရသေးဘူးလို့ဆလိုင်းထက်နီက ARD Times ကိုပြောပါရယ်။ တိုက်ပွဲပြီးမှစစ်ကော်မရှင်ဟာဟာခါမျိုးနေဝင်းကျင်ကအရက်သားရီနေထိုင်တဲ့ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့အဆက်မပြတ်ရန်တမ်းပစ်ခတ်နေတယ်လို့သိရှိရပါတယ်အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားနေချိန်မာဒါဂတ်စကာသမ္မတအန်ဒရီယာဂျိုလီနာမှာတိုင်းကီကထွက်ပြေးသွားပြီလို့သိရပါဗျ သူဘဝကိုကာကွယ်ဖို့ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုကိုထွက်သွားခဲ့ပြီလို့တနင်္လာနေ့ကအွန်လိုင်းမိန့်ခွန်းတစ်ခုမှာ၎င်းကထည့်ပြောခဲ့ပါတယ်။ရာဂျိုလီနာပုံရှောင်တဲ့နေရာကိုမဖို့ပြပေမဲ့သူဟာပြင်သစ်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ထွက်ပြေးခဲ့တာလို့အမေရိကန်နဲ့ဥရောပမီဒီယာသတင်းတွေကဖော်ပြခဲ့ပါတယ်။တရားမဝင်အာဏာသိမ်းယူဖို့ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့တယ်လို့ရာဂျိုလီနာကတနင်္ဂနွေနေ့မှာထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာတွင်ရှိကျွန်းစုနိုင်ငံဖြစ်တဲ့မာဒါဂတ်စကာမှာ အာနာသိမ့်မှုဖြစ်ခဲ့တယ်လို့၎င်းကအရေးမွက်ပြောခဲ့တာပါ အလွန်ချာတဲ့ရေပေးဝေရေစနစ်နဲ့ဓာအပြတ်တမှုတွေကြောင့်စက်တင်ဘာလနောက်ပိုင်းကလေးကမာဒါဂတ်စကာနိုင်ငံမှာလူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားနေတာပါဆန္ဒပြပွဲတွေကိုစစ်တပ်ကတပ်ဖွဲ့အချို့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်ဆန္ဒပြပွဲတွေမှာလူ22ဦးသေဆုံးခဲ့ပြီးတရားကြောဒဏ်ရာရရှိခဲ့တယ်လို့ ပူလာသမဂဖွဲ့ကပြီးခဲ့တဲ့လအတွင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာမကြာမီရုရှားကနေရင်းနှံဝယ်ယူလာရပ်တန့်တော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ရုရှားကယူကရိန်းကျူးကျော်စစ်စတင်ပြီးနောက်ပိုင်းအိန္ဒိယဟာရုရှားရဲ့အဓိကရင်းနှံတင်သွင်းသူဖြစ်လာခဲ့ပါတယ်။ရုရှားနိုင်ငံကနေရေနံမဝယ်တော့ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကဒီနေ့ကျွန်တော်ကို အာမခံခဲ့ပါတယ်လို့ဒေါ်နယ်ထရန့်က ဗိုလ်ရုံးနေမှာသတင်းနောက်တွေကိုပြောကြားခဲ့ပါတယ်။ရုရှားကနေရေနံဝယ်ယူတာကိုချက်ချင်းရပ်တန့်လို့မရပါဘူး။ဒီလုပ်ငန်းစဉ်ဟာအနည်းငယ်အချိန်ကြာမြင့်ပေမဲ့မကြာမီဖြစ်လာမှာပါလို့၎င်းကဆိုပါတယ်။ရုရှားနိုင်ငံကရေနံစိမ်းနဲ့ရေနံထုတ်ကုန်တွေဝယ်ယူမှုကြောင့်လို့ဆိုပြီးဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့လပိုင်းတွင်ကအိန္ဒိယသွင်းကုန်တွေပေါ်စီးကျက်ခွန်90ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။အဲဒီလုံဆောင်ချက်ဟာယူကရိန်းကျူးကျော်စစ်ဆက်လက်ဆင်နွှဲနေမှုကြောင့် ရုရှားနိုင်ငံပေါ်စီးပွားရေးအဖိအားပေးမှုအရှိန်မြှင့်မှုရည်ရွယ်တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကဒေါ်နယ်ထရန့်ရဲ့ပြောကြားချက်ပေါ်မှတ်ချက်မပေးပါဘူး။အိန္ဒိယကရုရှားကရေနံဝယ်ယူမှုရပ်တန့်တာဟာယူကရိန်းစစ်ပွဲအတွက်ရေနံကနေအဓိကဝင်ငွေရှာနေတဲ့ရုရှားအပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။အဆင့်20ပါငင်းငယ်စီမံချက်နဲ့အညီ Hamas အဖွဲ့ကလက်နက်ချရမယ်လို့ American သမ္မတ Donald Trump ကအမခံချက်ထုတ်ပြန်ခဲ့ပြီး လိုင်းနာဖို့ပြက်ကွက်ရင်ဟာမတ်စ်အဖွဲ့ကိုအင်အားသုံးပြီးဖျက်သိမ်းမယ်လို့သတိပေးလိုက်ပါတယ်။အလဲဘက်ရောက်ရှိနေတဲ့အာဂျင်တီးနားသမ္မတဂျေဘီယာမီလေးနဲ့အင်ဖီရိုမာနေလယ်စာသုံးဆောင်နေစဉ်သူကသတင်းနောက်တွေကိုခုလိုပြောကြားခဲ့တာပါ။ဟာမတ်စ်အဖွဲ့ကလက်နက်မဖြုတ်သိမ်းရင်ကျွန်တော်တို့ကလက်နက်ဖြုတ်သိမ်းရလိမ့်မယ်။ကျွန်တော်ကစားခွဲကစားနေတာမဟုတ်ဘူးဆိုတာသူတို့သိပါတယ်လို့၎င်းကဆိုပါတယ်။ ဟာမတ်စ်အဖွဲ့ကိုတင့်တော်တဲ့အချိန်ကာလပေးပြီးလက်နက်ဖြုတ်သိမ်းမယ်လို့ဒေါ်နယ်ထရန့်ကပြောပေမဲ့အချိန်တိကျပြောဆိုဖို့ငင်းဆန်ခဲ့ပါတယ်။စီမံချက်အရဂါဇာဒေသရှိဥမင်လှိုင်ကောင်းတွေလက်နက်စက်ရုံတွေကိုဖျက်ဆီးကလွတ်လပ်တဲ့လေလာဆောင်ချီသူတွေကလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်ကိုကြီးကြပ်မယ်လို့သိရပါတယ်။ပါလက်စတိုင်းနိုင်ငံထူထောင်ပြီးမှသာလက်နက်ဖြတ်သိမ်းမယ်လို့ဟာမတ်စ်အဖွဲ့ကအမြဲပြောဆိုခဲ့ပါတယ်။အစ္စရေးနိုင်ငံကဟာမတ်စ်အဖွဲ့နဲ့ပြည်ထနာကိုငြင်းငြမ်းစွာဖြေရှင်းလိုတယ်လို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကပြောပါရယ်အရင်ဆုံးဟားမက်စ်အဖွဲ့ကလက်နက်ချရပါမယ်ဒုတိယအနေနဲ့ဂါဇာဒေသမှာလက်နက်စက်ရုံတွေမရှိရပါဘူးဂါဇာကိုလက်နက်မောင်းခိုးတာမရှိပါဘူးလို့၎င်းကဆိုပါရယ်